လာမယ့်အစားသူဒီအရက်ပဲအဖွဲ့အစည်းတစ်ခုသို့မဟုတ်ထိုင်ဝမ်ကူညီကလေးအဖွဲ့တစ်ဖွဲ့အနေနဲ့မကူညီရဲဆိုတဲ့ပုံစံမျိုးဆိုရင်ပြဿနာမရှိဘူးပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဒါအုပ်စုလိုက်အလူရန်စီရရင်းမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်စိုးပါအဲ့တော့ကျွန်တော်တို့ ဒါငလင်ဘေးကြောင့်ပွလုံသွားတဲ့သူတွေနဲ့သူတွေရဲ့မိသားစုဝင်များနဲ့ထပ်တူကျွန်တော်တို့ဝမ်းနေပါတယ်။သို့တူပါပဲ။သို့တူပါပဲကျွန်တော်တို့ဒီငလင်ဘေးကြောင့်ဒဏ်ရာတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံသားတွေအားလုံးပြန်နေပြီးတော့ဒါအမြန်ဆုံးနေကောင်းစမ်းပါကြပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်။ကျွန်တော်တို့ဒီနေရာမှာဒါကိုယ်ွယ်တဲ့ဘာသာအယောင်ဖြစ်ဘာမှမရှိပါဘူးအားလုံးကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဖြစ်ကြပါတယ်ကျွန်တော်တို့လည်းဒါပြည်ပမီယာရဲ့ဝိုင်းတော်သားတွေကလည်းဒီပေါ်မှာ တကယ်ကိုကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်တကယ်ကိုခံစားရပါတယ်ကျွန်တော်ဒီမှာတရေလေးဖြတ်ပြီးတော့တရားပေးချင်ပါတယ်ဒါကတော့လက်ရှိကာလမှာကျွန်တော်တောချောင်တွေကဒီအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ငလီဘေးသင့်တဲ့နေရာတွေမှာဝင်ပြီးတော့အုပ်စုလိုက်ဝင်ရောက်ပေါက်ထွန်းတာတွေပြီးသွားတော့ကျွန်တော်တို့ဒါအုပ်စုလိုက်အလူရမ်းစီးတာတွေအုပ်စုလိုက်လူရတာတွေဒါတွေလက်ဖြစ်လာနိုင်ပါတယ်ဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ဒါကျွန်တော်တို့တယောက်နဲ့တယောက် ရင်းရင်းချက်ပြီးတော့ကျွန်တော်တို့ဒါကာဝယ်ကြမှာဖြစ်တယ်ပြောရင်တော့အပြန်လန်းကျွန်တော်တို့အပြန်လန်းအကူအညီဆောင်ရှောက်ကြမှာဖြစ်ပါတယ်နောက်တစ်အခြေအနေတစ်ခုကကိုဗစ်ကာလမှာကိုဗစ်ကာလကိုအကြောင်းပြုပြီးတော့အကြပ်သမားတွေကတနေရာကနေတနေရာလက်နက်ခဲရနေတဲဆောင်တာတွေရှိခဲ့ပါတယ်အုံနဲ့ကျင်းတဲ့ကိုရှိခဲ့ပါတယ်လက်ရှိဒီငလင်းငလင်းငလင်းဘေးနဲ့ပတ်သက်ပြီးတော့ဒါအကြပ်သမားတွေကပုံစံမျိုးစုံအသွင်ယူပြီးတော့လက်နက်ခဲရနေ တဏျာကနေတဏျာတည်ယူပို့ဆောင်တာတွေရှိလာနိုင်ပါတယ်။ဒါကြောင့်ဒီခြေရင်မျိုးတွေပေါ်မှာလည်းကျွန်တော်တို့ဒါသက်ဆိုင်ရာနေမြေတည်တည်မှာလုံလို့ကြတောင်းကြနေတယ်။ဒါကျွန်တော်တို့အကူအညီတွေနဲ့လည်းဂရုပြုသင့်ပါတယ်။နောက်ထပ်အခြေအနေတစ်ခုကနယ်လင်းဘေးကိုကယ်ဆယ်နေကြတဲ့တပ်မတော်တွေမြန်မာနိုင်ငံရဲ့ရဲဘော်ဝင်တွေပြည်သူစစ်တွေနဲ့ကျွန်တော်တို့ရဲ့ဒါလူမှုကွန်ရက်အသင်းအားလုံးကိုလည်းအကြပ်ပတ်သမားတွေကချောင်းမြောင်းပြစ်ခတ် တိုက်ခိုက်တာနဲ့လည်းလုံးလာနိုင်ပါတယ်ဒီလိုဒီအခြေအနေမျိုးထင်ပေါ်မှာလည်းကျွန်တော်တို့ဒါ view ဆိုင်ကြပါလက်ရှိကျွန်တော်ပြန်လဲဒူလောင်းင်းနဲ့ပတ်သက်ပြီးတော့ဒါကမ္ဘောဇာဘန်ကလည်းဒါကျွန်တော်မာတီငွေများစွာနဲ့ဒါမာတီတိုင်းတွေ့ရပါတယ်ထို့တူပါပဲကျွန်တော်အယောက်ဒီဘန်အခုလာကြည့်ဦးစောကလည်းလက်ရှိဒီချိန်နဲ့ပတ်သက်ပြီးတော့ဒါလိုအပ်တဲ့ရင်ရန်တရားတွေကိုပမိုးပေးတာတွေပြန်လဲထူထောင်ရေးတွေမှာလည်းကျွန်တော်ငွေကြက်ပြည်ရဲ့ပေါင်းများစွာဒါတုံးဆွဲပြီးတော့ကုညီဆောင်ပြီးမှဖြစ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်အခြားသောဒါလုပ်ငန်းရှင်များကလည်း ်အလွားတီတီကလုပ်ငန်းရှင်များကလည်းဒါပြန်လဲဒါကိုကြီးပတ်ပုံးမှုတွေလုပ်မယ်လို့ကျွန်တော်သိရပါတယ်လက်ရှိတော့လက်ရှိမှာကျွန်တော်နိုင်ငံတကာအဖွဲ့တွေကလည်းဒါဒါကျွန်တော်တို့ကိုကြီးဆောင်ရွက်ပြမှုတွေကတောက်လျှောက်တောက်လျှောက်ရှိနေပါတယ်ဒါကျွန်တော်တို့အားလုံးလက်ချင်းဆက်ပြီးတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအကျိုးကိုကျွန်တော်ကာကွယ်ကြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးကျွန်တော်တို့အနေနဲ့ကျေးဇူးအနေနဲ့ကျေးဇူးကြပါလိမ့်ကျေးဇူးကြပါစေပြီးတော့ကျွန်တော်နိုင်ငံတော်ကထုတ်ပြန်တဲ့ ထုတ်ပြတဲ့ကျွန်တော်တို့မိုးလေဝသအခြေအနေတွေငလင်ဘေးအခြေအနေနဲ့ပတ်သက်ပြီးတော့အများအားကျွန်တော်တို့ view ပြုပြီးတော့နားထောင်ကြပါခေါ်လာအားလားတွေကိုကျွန်တော်တို့မြုံကြည့်ကြပါနဲ့ခေါ်လာအားလားတွေကိုမြုံကြည့်ကြပါနဲ့ခေါ်လာအားလားတွေကကျွန်တော်တို့အများအားဒါယုံကြည်သွားပြီဆိုအများအားကျွန်တော်ခြောက်လန့်ခံနေရမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတော်ကထုတ်ပြန်တဲ့သတင်းတွေကိုတောင်းဆိုကျွန်တော်တို့စောင့်ကြည့်ကြပါအားလုံးကျေးဇူးတင်ပါကြ။အဲကျွန်တော်ကတော့အခုမန္တလေးပေါ့နော်မန္တလေးဆိုတာကကျွန်တော်တို့အမရပူရာ မရဘူရာမျိုးမှာ မန်တန်းရက်ွက်ဆိုတာရှိတယ်အဲ့ဒီမန်တန်းရက်ွက်မှာကျွန်တော်တို့ new star ပေါ့နော် new star ဆိုတဲ့ရေတန်းတဲ့အချိုရေကုမ္ပဏီလုပ်ငန်းရှိတယ်ပေါ့နော်အဲ့ဒီကုမ္ပဏီနဲ့ကျွန်တော်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်ကကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအခုလိုငလင်လုံနေတဲ့အချိန်မှာအစအစရရအဆင်မပြေနေတဲ့အချိန်မှာပေါ့နော်အဖြူအစိမ်းအနီမခွဲကြဘူးကျွန်တော်ဒီနေ့ဝတ်ထားတဲ့ဝတ်စုံက မဲရောင်ဒေါင်းမီလည်းအမဲရောင်ကျွန်တော်ဒီအိတ်လည်းအမဲရောင်မြက်မှန်လည်းအမဲရောင်ပဲအဲ့ဒါကကျွန်တော်ကဘာကိုကိုးစားပြုတာလဲဆိုရင်ဒီငလင်နဲ့ပတ်သက်ပြီးတော့ဘောနော် ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေနေရာနံပြားမှာဖြစ်နေတဲ့ဒုက္ခတွေစီးနေခြင်းတွေကိုဝမ်းနဲ့လို့ကျွန်တော်အမဲရောင်ဝမ်းဆက်ဖို့ဝယ်ပြီးတော့ရေဘက်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံအလံဘောနော်ဝါစိန်ဒီကျေလေးတစ်ပွင့်နဲ့ဘောနော်ဒီအလံလေးကိုကျွန်တော်နော်ရေဘက်နှလုံးသားထဲမှာကပ်ပြီးတော့မှကျွန်တော်ဟုတ် ပြည်သူလူထုတွေပေါ့နော်ဝါရာတွေစိမ့်တာတွေနေရာတွေပြတာတွေကျွန်တော်မသိဘူးကျွန်တော်တို့လူမျိုးကျွန်တော်တို့နိုင်ငံသားဒီလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာလူသားချင်းချင်းကိုချင်းစာနာတရားစိမ့်နေဝါရာနေရာစိမ့်တာ PDF လား PDF မျိုးလားမသိဘူးဗျာနော်အဲကျွန်တော်ဒီနေ့လူတာတော့ပြည်သူဒီဘက်ကိုတက်မတော်ဒါမိသားစုပဲမဟုတ်ဘူးပြည်သူဘက်ကိုကျွန်တော်လူတာပေါ့နော်အဲ့တော့

အကုန်လောက်တာတန်ဖုံးတွေတီးတာအခုတော့ငလင်ကတီးပေးလိုက်ပြီနော်တီးပေးလိုက်ပြီနော်အဲ့တော့ကျတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအတိအတ္တိတွေအတိတရားတွေပေါ့နော်ကောင်းမြတ်ကောင်းကောင်းမြတ်တဲ့အတိတွေအတွေးအခေါ်တွေအယူအဆတွေနဲ့ပဲကျွန်တော်တို့တိုင်းပြည်မှာရှင်သန်ကြပါလို့ကျွန်တော်ကမေတ္တာရက်ခံခြင်းပါတယ်ခင်ဗျာဒီလိုဖြစ်နေရတဲ့အချိန်မှာကျွန်တော်တို့တကယ်စိတ်မကောင်းပါဘူးပေါ့နော်ငါတို့တိုင်းနိုင်ငံငါတို့နိုင်ငံငါတို့လူမျိုးတွေဒီလိုတွေနော်ကျွန်တော်ကတော့အချိုရည် ရာယာဒီအချိုကြီးတထောင်ပြီးရင်ရေတံဘူးတထောင်ဟိုကတော့ရေဘူးတထောင်လမ်းမတည်ဘူးလူတာပေါ့နော်အဲ New Star Company ပိုင်ရှင်ကအဲ့တော့ကျွန်တော်ရေရင်းရင်းနဲ့ပဲဒီဝစားနဲ့ဝတ်တယ်အပြင်းဦးလွင်ကနေကျွန်တော်သွားလုပေးတယ်ဒီနေ့ရက်၃ရက်လဲကျွန်တော်နောက်နေရာတွေခက်ခဲဖြစ်နေနေရာလူပေးဦးမှာပါโอเคไว้น่าท้องนะ အော်မလင်းနဲ့ပတ်သက်ပြီးတော့ခုနောက်ဆုံးထိုင်ဝမ်နဲ့ထိုင်ဝမ်အကူအညီနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေလူတွေမှာကြားထဲမှာတို့လို့တို့လို့ဖြစ်နေတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်သိရတာပြောပြပါမယ်။ထပ်သိရတာပြောပြပါမယ်။အာထိုင်ဝမ်ကအကူအညီချင်လို့အကူအညီမယ်ဆိုတဲ့ကိစ္စကိုမှအစိုးရကကန့်ကွက်ထားတာတော့မရှိဘူး။အလားတူပဲမြန်မာနိုင်ငံကမှကန့်ကွက်ထားတာတော့မရှိဘူးလို့သိရတယ်။ဒါပေမဲ့ဒီနေ့ကဟိုမကြိုက်ဘူးလို့ဘာလို့ပြောတာလဲမရှိဘူးလို့သိရတယ်။ဒါပေမဲ့ထိုင်ဝမ်ရဲ့အကူအညီချင်တဲ့ပုံစံက तू ကထိုင်ဝမ်ကနိုင်ငံအနေနဲ့လာအကူအညီချင်တယ်လို့ပြောတယ်။ ပြဿနာကထိုင်ဝမ်ကကုလသမဂ္ဂရဲ့အဲတတ်မှတ်ချက်ထဲမှာထိုင်ဝမ်ကနိုင်ငံအနေနဲ့ရှိနေတာမဟုတ်ပြန်ဘူး။ဟုတ်ပြန်တော့ကျွန်တော်တို့ဘက်ကမြန်မာအနေနဲ့ကျတော့ကုလသမဂ္ဂရဲ့စီမီစင်ကတိုင်ပြောမယ်ဆိုရင်ထိုင်ဝမ်ရဲ့အကူအညီကိုနိုင်ငံအနေနဲ့ကူညီတာကိုကျတော့အာကျွန်တော်တို့ကလက်ခံခံယူခက်ခဲတဲ့သဘောမျိုးတွားတွေ့ရတယ်။ထိုင်ဝမ်ကလည်းသူကလည်းနိုင်ငံဖြစ်နေပဲကူညီခြင်းတဲ့သဘောမျိုးတွားတွေ့ရတယ်ဆိုတော့ဒီကြားမှာတစ်ဖက်နှစ်ဖက်နားလည်မှုယူပြီးတိောက်ပြီးညှိနေကြတယ်လို့ကျွန်တော်အကြံဉာဏ်သိရတယ်။အဲ့တော့ထိုင်ဝမ်က ဒီအကူကြီးကနံပါတ်1လားသူ့ကိုနိုင်ငံအဖြစ်အသိမှတ်ပြုဖို့နံပါတ်နံပါတ်1လားဆိုတော့မေကုန်းကိုထိုင်ဝမ်ကပဲပြန်ဖြေရမှာအဲ့လိုဖြစ်လာတယ်ကျွန်တော်တို့ထိုင်ဝမ်ဖြစ်ထိုင်ဝမ်ကလာကူညီတာကိုလက်ခံလို့ရရင်ပဲကျွန်တော်တို့ကနိုင်ငံဆိုတာမျိုးသတ်မှတ်ပြီးလိုက်ကျွန်တော်တို့သတ်မှတ်လို့မရဘူးဒါကုလသမဂ္ဂအသက်မပြေမရမှာဖြစ်နေတယ်ဒီလိုတော့ကျွန်တော်နားလည်ထားတယ်ဟိုပါပေါ့နော်အဲ့တော့ကျွန်တော်အမည်ပြောရရင်တော့ထိုင်ဝမ်ကအခုဒါအဲနိုင်ငံအနေနဲ့လာမယ့်အစားသူဒီအရက်ဖက်အဖွဲ့အစည်းတစ်ခုသို့မဟုတ်ထိုင်ဝမ်ကူညီကြသေးအဖွဲ့တစ်ဖွဲ့အနေနဲ့ငါကူညီတဲ့ဆိုတဲ့ပုံစံမျိုးဆိုရင်ပြဿနာမရှိဘူးပေါ့နော်နိုင်ငံအနေနဲ့ထိုင်ဝမ် နိုင်ငံပုံစံမျိုးလာရင်တော့အဲ့ကုလသမဂ္ဂနဲ့မှာထပ်ပြီးတော့ပြဿနာရှိနေတယ်အဲ့တော့ကုလသမဂ္ဂကိုပဲဒီကိစ္စကုလသမဂ္ဂကိုပဲမေးခွန်းထောက်အောင်ပို့တာဖြစ်သွားတယ်ဆိုတော့ထိုင်ဝမ်ကူညီမဲ့ကိစ္စကိုမြန်မာလက်မခံနိုင်ဘူးကုလသမဂ္ဂအနေနဲ့ထိုင်ဝမ်ကိုနိုင်ငံဖြစ်နေတိမပြူရလားပြူရဆိုရင်မြန်မာကလည်းလက်ခံပေးလို့ရတယ်အဲ့တော့အဲ့တဘောမျိုးကျွန်တော်နားလည်ထားပါတယ်ဒါလေးကိုကျွန်တော်ရှင်းအောင်ပြပြတာပါအဲ့တော့လိုရင်းပြန်ပြောရရင်ထိုင်ဝမ်ကူညီချင်တာကသူကနိုင်ငံအနေနဲ့လာကူညီချင်တယ်ပြဿနာကသူကကုလသမဂ္ဂမှာနိုင်ငံဖြစ်နေတဲ့ င်းသွင်းခံထားရတာမဟုတ်ဘူးအဲ့တော့ကုလသမဂ္ဂမှာတော့အစည်းအဝေးဝင်ပြီးသားဖြစ်တဲ့မြန်မာနိုင်ငံကြတော့နိုင်ငံအနေနဲ့သူ့ကိုထိုင်ဝမ်ကိုလက်ခံပေးလိုက်ရင်ကျွန်တော်တို့ကထိုင်ဝမ်ကိုနိုင်ငံလို့ကုလသမဂ္ဂထဲကျော်ပြီးတော့သတ်မှတ်ပေးလိုက်သလိုအတိပဲတက်ရောက်နေတယ်တက်ရောက်နေတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့လိုလုပ်လို့မရပြန်ဘူးကုလသမဂ္ဂရဲ့စီမံကိုကျွန်တော်ချုပ်ပါတော့ကြာသွားမယ်ဒီလိုကြီးရတယ်အဲ့ဒါကြောင့်ကျွန်တော်မြန်မာဆိုရကကျတော့ဒီကိစ္စနဲ့ပတ်သက်လို့ထိုင်ဝမ်နဲ့နှစ်ဖက်ဒီနားလည်မှုရှိရှိတိစောက်ပြီးတော့အကူအညီကိုလာဖို့ဝယ်ကမ်းဖြစ်တဲ့ကြိုးဆိုတယ်ဒါပေမဲ့ကူညီတဲ့အခါမှာ ဒီအရက်ဖက်ဖွဲ့စည်းပုံစံမျိုးနဲ့လာမယ်ဆိုရင်ကျွန်တော်တို့ကဝက်ကမ်းဖြစ်ရတယ်နိုင်ငံအနေနဲ့ကြတော့ကုလသမဂ္ဂနဲ့တကစကားပြောရမယ့်ကိစ္စတွေဇာတ်လမ်းတွေရှိတယ်အဲ့တော့ကုလသမဂ္ဂကိုပဲနည်းနည်းလေးဟောဖြစ်မယ်လို့ကျွန်တော်မြင်နေပြအဲ့တော့ထိုင်ဝမ်အကူအညီကတော့တနည်းတစ်ပုံနဲ့တော့ရောက်လာပါလိမ့်မယ်တိုးတော့ခုနဒီကိစ္စလေးညှိနေကြတာပါလူရည်ထနာဆိုလိုမျိုးအာဟိုဟာထိုင်ဝမ်ကိုကူညီတာကိုမြန်မာအစိုးရပိတ်ပင်နေကန့်တတ်တယ်ဘာညာဆိုအဲ့ဒါမဟုတ်ပါဘူးကျွန်တော်သိတယ်လို့လုံးဝမဟုတ်ဘူးကျွန်တော်သိချာဆုံးသမ်းပြပါပြီမြန်မာအစိုးရကပိတ်ပင်ကန့်တတ်ခြင်းလုံးဝမရှိပါနိုင်ငံတကာလုံထုံးလူစီမီစီကန်းတွေရဲ့အညီဖြစ်အောင်လို့ဒါပြန်ပြီးတော့ပုံစံလေးပါပါလေးပြန်ပြီးတော့ ဟိုညှိနှိုင်းနေတဲ့သဘောလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုကဂျပန်ဂျပန်ရဲ့အကူအညီနဲ့ပတ်သက်ရင်လည်းဂျပန်ကမကြိုင်အကူအညီရောက်တော့မလို့သိရပါတယ်ဂျပန်ကျတော့သူကနိုင်ငံတွေနဲ့လာကူညီနေတာမဟုတ်ဘဲနဲ့သူကရပ်ဘက်ဖွဲ့စည်းပုံနဲ့လာကူညီနေတာသူကျတော့ပြောင်းပြန်ကျွန်တော်တို့ရှိမှာဖြစ်နေတဲ့ပြဿနာဂျပန်ကနိုင်ငံအနေနဲ့အမိတက်ပြီးတော့ဂျပန်နိုင်ငံကနေပြီးတော့ဟိုကအစိုးရအောင်ဖြစ်တာဆိုရယ်ဆိုတာသူကဂျပန်ရပ်ဘက်ဖွဲ့စည်းပုံနဲ့ကူညီခြင်းတဲ့သဘောမျိုးတော့ ဂျပန်ပြတ်တာနေသလားလို့တော့ထင်ရတယ်အဲ့တော့ဂျပန်ကူညီလာလိမ့်မယ်ကျွန်တော်နားလေဂျပန်ကူညီလာပါလိမ့်မယ်အဲ့တော့ဂျပန်ရောထိုင်ဝမ်ကူညီနှမျိုးစုံရပါလိမ့်မယ်ထိုင်ဝမ်ကူညီကတော့ခုနတန်တလီညှိနှိုင်းရမယ့်ကိစ္စလေးရှိနေလို့ပါအဲ့တော့တရုတ်ကကန့်ကွက်သလားမကန့်ကွက်သလားဆိုတာကတော့တရုတ်ပဲသိမယ်သို့တော့တရုတ်အနေနဲ့လည်းဒီကိစ္စမှာတော့ထိုင်ဝမ်ကနိုင်ငံနေလာကူညီတာဆိုရင်တရုတ်လည်းပဲသဘောတူနေမယ်ပေါ့ဗျာဒါပေမဲ့သို့တော့ဒါကျွန်တော်တို့မြန်မာတကူလည်းဆုံးဖြတ်လို့ဒီကမဟုတ်ဘူးဒါကုလသမဂ္ဂပါပါဝင်သွားတဲ့ကိစ္စဖြစ်လာတယ်ဒါကဒါကအာဖြစ်နေတဲ့ဒီလူမှုကယ်ဆယ်ရေးတကယ်ဟိုငလင်လိုမျိုးခက်ခဲချက်တကြီးအပေါ်ကနေပြီးတော့ သူကတချို့ကိစ္စလေးတွေကပါပါလေးကစားတဲ့နိုင်ငံကြီးကစားပွဲကလေးတွေလည်း ဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းသတိကြီးထားအောင်ပေါ့သို့တော့ကျွန်တော်နိုင်ငံတွေကအကုန်အကူကြီးလို့တယ်ဘယ်နိုင်ငံအကူကြီးမှုဆိုလိုအပ်နေတဲ့အတွက်အကူကြီးကတော့ယူရမှာပဲသို့တော့ယူတဲ့ပုံစံမှသာလျှင်ကျွန်တော်တို့ကတခါတလေကြာရင်ဟိုနှောင်ကျိုးတွေပါသလားနှောင်ကျိုးမပါဘူးလားဆိုတာချိန်ဆနေရတဲ့သဘောနဲ့တချို့အလေးတွေစဉ်းစားဖြစ်စင်နေတဲ့သဘောလို့ကျွန်တော်တွတ်ချက်မိပါကျွန်တော်ခံမဲ့ပဲဒါကျွန်တော် personal point of view ပါအစိုးရနဲ့ဘာမှမဆိုင်ပါဘူးကျွန်တော်စုံစမ်းရရှိထားတဲ့စုံစမ်းပြီးတဲ့နောက်လေးကျွန်တော်ဖျက်ပြတာပါအဲ့တော့ထိုင်ဝမ်အကူကြီးဒီကျွန်တော်တို့မြန်မာအစိုးရကလုံးဝပြိပင်ကန့်သက်ထားတာမရှိပါဘူး ညှိနှိုင်းစရာလေးရှိလို့ညှိနှိုင်းနေရတဲ့သဘောလိုပဲကျွန်တော်တို့နားလည်ထားပါတယ်ဒါလေးပါပဲเนาะ